ောင်းဟောင်းနှမ်းနေတဲ့မျိုးလေးတစ်မျိုးမှာအိမ်တလုံးကအသက်ဝင်လာပြီးသူအကြကြီးနေထိုင်လာတဲ့နေရာကိုကြည့်နေပါတယ်။သူကဒီနေရာတစ်ခုမှာပဲအချိန်မကုန်ချင်တော့ပါဘူး။အဲဒါကြောင့်မို့လို့သူကအပြင်လောကကိုသွားကြည့်ဖို့ခီးထွက်လိုက်ပါတယ်။သူကတယောက်တည်းအထီးကျန်စွာနဲ့သွားနေပါတယ်။လမ်းတစ်လျှောက်မှာရှိနေတဲ့ချူကင်တွေကသူထင်ထားသလောက်မလာပါဘူး။သူမျိုးလေးတမျိုးကိုဖြတ်သွားတဲ့အချိန်မှာလမ်းဘေးမှာရှိတဲ့အင်အိုကြီးတိန်ကရုတ်တရက်မျက်လုံးပွင့်လာပါတယ်။သူကအပြရာအောင်အင်ရဲ့လွတ်လပ်မှုကိုအယံသဘောကျသွားတယ်။အဲဒါကြောင့်မို့လို့အပြရာအောင်အင်ရဲ့နောက်မှာတိတ်တိတ်လေးခိုးလိုက်လာတယ်။ အချိန်တစ်ခုကြာသွားတဲ့အခါအပြာရောင်အိမ်ကသတိထားမိပြီးအနောက်ကိုလဲကြည့်လိုက်ပါတယ်။အိမ်အိုးကြီးလဲရှက်လို့တစ်ပင်တစ်ခုရဲ့အနောက်မှာသွားပုံနေလိုက်တယ်။အပြာရောင်အိမ်လည်းသူ့ကိုကြောင်ကြည့်နေပါတယ်။အခုချိန်မှာအိမ်အိုးကြီးကသူ့ရှေ့ကိုတဖြည်းဖြည်းထွက်လာပါတယ်။သူလဲလိုက်ချင်တဲ့အကြောင်းကိုပြောပြလိုက်တယ်။အပြာရောင်အိမ်လည်းသူ့ကိုလက်ခံလိုက်ပြီးသူတို့နဲ့အိမ်အတူတူသွားကြပါတယ်။အိမ်အိုးကြီးကအရန်တက်ကြီးရဲ့အတွက်နှစ်နေလေးနဲ့သွားနေရတယ်။ဒါပေမဲ့အပြာရောင်အိမ်ကအမြဲတမ်းဆိတ်ရှိရှိလေးနဲ့သူ့ကိုစောက်ပေးတတ်ပါတယ်။သူတို့ကလမ်းဘေးမှာရှူခဲတူတူကြည့်ကြတယ်။တံတားအောင်မှာအတူတူမိုးခိုကြတယ်။ အေယုံကြီးတက်သွားဖို့အဆင်မပြေတဲ့တောင်ကုန်းမှာဆိုရင်အပြာရောင်အင်းကအနောက်ကနေသူ့ကိုတွန်းပေးတတ်ပါလေအဆဆရရကတော့တာယာနေတယ်လို့ပဲဒီနေ့မှာတော့အရှိကနေတွားရတဲ့အပြာရောင်အင်းကအနောက်ကနေတခုခုကျိုးသွားတဲ့အတန်ကိုကြားလိုက်ရတယ်သူ့အနောက်ကိုပြန်လဲကြည့်လိုက်တဲ့အချိန်မှာတော့အေယုံကြီးရဲ့ခြိုင်နောက်ကျိုးသွားတာကိုတွေ့လိုက်ရပါတယ်သူကအာနေစွာနဲ့အပြာရောင်အင်းကိုကြည့်နေပါတယ်သူကလမ်းကိုဆန်းလျှောက်ကြည့်ပေမယ့်မအောင်မြင်ခဲ့ပါဘူးအပြာရောင်အင်းကပပတ်လက်ကိုတစ်ခေါက်ကြည့်ပြီးခဏစဉ်းစားပြီးတော့ထွက်သွားပါတယ်အာနေတဲ့အေယုံကြီးပဲနေရာဟောင်းမှာကြံခဲ့ပါတယ် အပြာရောင်အိမ်ကခနာလေးနဲ့မျိုးသစ်တစ်ခုကိုရောက်လာပါတယ်။သူ့ရဲ့ပပတ်လေမှာကအိမ်အစ်စ်တွေကြီးပဲ။အခုချိန်မှာဖီလာတစ်လုံးကအထင်သေးတဲ့အကြည့်နဲ့ကြည့်နေပါတယ်။အပြာရောင်အိမ်လေးကတော့သူ့အကြည့်ကိုဂရုမစိုက်ပါဘူး။သူ့ရဲ့တိုင်တစ်ခုကိုဂရုစိုက်နေပါတယ်။တတိပေးတန်ကြာမှာအပြာရောင်အိမ်ကတိုင်ကိုကန်ပြီးတော်တဲ့ကိုမမြန်ပြေးလာပါတယ်။သူ့ရဲ့အနောက်မှာခွေးအိမ်တသေးလေးတစ်ခုလိုက်လာပါတယ်။အပြာရောင်အိမ်ကအိမ်ဝန်ကြီးရှေ့မှာတွားရက်နေတဲ့အချိန်မှာအနောက်ကနေလိုက်လာတဲ့ခွေးအိမ်ကအပြာရောင်အိမ်ကိုရုတ်တရက်တိုက်မိသွားတယ်။ ပြရောင်အင်က AOG ကိုဂျိုင်းနောက်အစ်စ်ပေးလိုက်ပါတယ်။နောက်ဆုံးမှခွေရင်လီလည်းသူတို့အဖွဲ့ထဲရောက်လာပါတယ်။အင်သုံးလုံးကမိသားစုလိုအတူတူနေကြပါတယ်။မနက်ခင်းရဲ့နေအောင်ကြီးကိုအတူတူခန်းစားကြတယ်။နေဝင်ကန်ဒီမှာလေထဲကနေတူတူဖြတ်သွားကြတယ်။ညဘက်ကျတော့လမ်းဘေးမှာအတူတူရက်ပြီးနားနေကြပါတယ်။တလန်းလုံးမှာသူတို့ကအင်အမျိုးမျိုးနဲ့ပျော်စရာကောင်းတဲ့အကြောင်းမျိုးမျိုးကိုတွေ့ခဲ့ရပါတယ်။ဒီလိုနဲ့ပဲတစ်နှစ်ပြီးတစ်နှစ်အချိန်ကိုသွားခဲ့ပါတယ်။တနေ့မှာသူတို့ကရေခဲပြင်ပေါ်မှာကားရင်တစီကိုတွေ့လိုက်ရတယ်။အပြာရောင်အင်လေးကသူ့ကိုမမြင်ချင်းကြွေသွားပါတယ်။ အင်အိုဂျီလည်းတစ်ချက်တုံမေပြီးတော့သူတို့နဲ့အင်ကရေခဲပြင်ပေါ်မှာအတူတူကနေကြပါဗါးအဲ့တော့အင်အိုဂျီနဲ့ခွေးအင်လေးကထွက်သွားပါဗါအခုအချိန်မှာတော့ကားအင်ကအပြာရောင်အင်ကိုသူ့နောက်ကိုလိုက်သွားခိုင်းနေဒါပေမဲ့အပြာရောင်အင်ကအစမ်းကုန်စူးစမ်းနေလဲသွားလို့မရပါဘူးကားအင်ထွက်သွားတော့ကိုပဲဒီတိုင်းပဲကြည်နေရတယ်သူ့နောက်ကိုပြန်လဲကြည့်လိုက်တဲ့အခါသူ့ဖော်ရီလည်းမရှိတော့ပါဘူးအေလုံးနဲ့ဆောင်ရာတီကိုဖျက်တမ်းဖို့အင်နီအင်ကနေစရာကိုလိုက်ရှာနေပါတယ်သူတို့ကစက်ရုံဟောင်းတစ်ခုတည်းကိုသွားလိုက်တယ်အထက်မှာကားဟောင်းကားပြတ်တွေအများကြီးပဲ အခုချိန်မှာခွေးအိမ်လေးကအော်လိုက်ပါတယ်အပြာရောင်အိမ်ကသူတို့နာပြန်ရောက်လာလို့ပါအိမ်အိုကြီးကအပြာရောင်အိမ်ရဲ့မျက်နှာကိုကြည့်ပြီးတော့သူနဲ့အတူတူခီးဆက်ထွက်ဖို့ဆုံးဖြတ်လိုက်တယ်သူတို့ကအဝေးကြီးတော့မသွားရသေးဘူးတဲမုံနိုင်ကရောက်လာပါတယ်သူတို့ကအစွမ်းကုန်ခုခံလို့နောက်ဆုံးမှာတော့အောင်မြင်သွားပါတယ်ဒါပေမဲ့အခုချိန်မှာအိမ်အိုကြီးကဒဏ်ရာတွေများနေပါပြီအသက်လည်းဘယ်လောက်မှမကျန်တော့ပါဘူးအပြာရောင်အိမ်ကသူ့ကိုယ်ကိုယ်သုံးပြီးအိမ်အိုကြီးကိုအနှွေးတက်ပေးနေပါတယ်အေးဆက်နေတဲ့ညာဘက်ကြီးကိုကြော်ဖြတ်ပြီးမနက်ပိုင်းရဲ့နေအောင်ကြီးလေးထွက်လာတဲ့အခါအင်အိုကြီးကထာဝရအေးဆက်သွားပါတယ် ခွေးအိမ်လေးကသူ့ကိုအဆက်မပြတ်ခေါ်နေပါတယ်။ဂျိုင်တောက်လေးကြိုးသွားတာနဲ့အင်အိုကြီးရဲ့တက်တန်းကကုံဆုံးသွားပါပြီ။သူတို့ဝန်နေပြီးရင်အပြရောင်အိမ်လေးကခွေးအိမ်လေးကိုခေါ်ပြီးခီးဆက်သွားပါတယ်။အင်အိုကြီးတော့ဒီနေရာမှာပဲထာဝရအိပ်ဆက်ပြီးနေခဲ့လိုက်ပါတယ်။တူတောင်းလုံးနဲ့ကိုရဲ့ဘွားမှာကိုကြိုက်တဲ့ပုံစံဖြစ်အောင်နေရရင်လုံလောက်ပါပြီ။